ဒီနေ့တချံကတော့လူသေးမှုအများဆုံးတချံကြီးဖြစ်ပါတော့မယ်ဒီနေ့မှာနေပြီးတော့မှဖောက်ခွဲမှုတွေဖြစ်ပေါ်နေပြီးတော့သေဆုံးမှုတွေဖြစ်ပေါ်နေကြောင်းကြားသိရပါရီနေပြီးတော့သတင်းမှပြောခင်မှာပြပထိုင်းနိုင်ငံရဲ့တချံသတင်းကိုပြောချင်ပါရီထိုင်းနိုင်ငံမှာဒီနေ့နဲ့ဆိုရင်ကျွန်တော်တို့တချံပွဲကြီးကိုကျင်းပတာ၃ရက်တိုင်တိုင်ရှိခဲ့ပြီဖြစ်ပါရီအဲ့ဒီ၃ရက်အတွင်းမှာတချံကြောင့်တော့မတော်မဆမှုတွေဖြစ်ပါရီ ခိုက်ရန်ဖြစ်ပွားမှုတွေဖြစ်ပွားရတယ်။အရက်အလွန်ချုံမှုပြီးတော့သေဆုံးမှုတွေဖြစ်ပွားရတယ်เนาะ။အဲ့ဒါစုစုပေါင်းလူကြီးအယောက်120ကျော်သေဆုံးသွားပါပြီတဲ့ဗျာ။အမတားမှကြောက်ခံမှလီလီပမာဏပါเนาะ။အဲ့ဒီထဲမှာညမာရီလေးပါရီလေးကျွန်တော်နေနေကြားရတယ် ီနေ့မှလည်းမြန်မာနိုင်ငံမှာတချို့သောဒေသတွေမှာအလူလဲကိုပြောနေကြတာကိုလေးတွေ့ရတယ်နော်ဒါကိုလေကျွန်တော်တို့ဒီပြည်သူတွေကတော့အပြစ်မမြင်တော့ပါဘူးကျွန်တော်မြန်မာပြည်သူတွေဟာမပြောရတာအတော်လေးကိုကြာမြင့်ပြီဖြစ်ပါတယ်နော်2023ဆအနာသင်းချင်း မကပါဘူးကျွန်တော်အဲ့ရှေ့မှာလဲကျွန်တော်တို့ကိုဗစ်နဲ့ဒီသူတွေကလုံးဝမပျော်ခဲ့ရပါဘူးเนาะမပျော်ခဲ့ရတဲ့နေပေါင်းများစွာကတော်လီကိုများနေပြီဖြစ်ပါတယ်ဒါကြောင့်မလို့ပြည်သူတွေကဒီကနေ့မှာဆိုရင်မုံရောင်ပါဗျာသမျိုးလုံးလူငယ်တွေဟာကခုန်ပြီးတော့เนาะပျော်ပွဲရှင်ပွဲတွေကျင်းပပြီးတော့တကယ့်ကိုမှနာတချင်းတွေနဲ့ပျော်ရှင်နေကြတာကိုလေတွေ့ရပါတယ်ပြည်သူတွေကလည်းလူငယ်တွေအနေနဲ့เนาะဘဝမှာလူသက်သက်ကတခါပဲရတာဆိုတော့များများပျော်ကြပါဒါမဲ့ ်ဂူတိတဲ့နေရာမှာဂူချပါလူတိတဲ့နေရာမှာလူချပါနော်ပျော်ချပါ ဆိုပြီးတော့လူကြီးတွေကတော့လူငယ်တွေအခုချိန်မှာနော်တနိုင်ငံလုံးဒုက္ခရောက်နေတဲ့အချိန်မှာပျော်ချတာကိုအပြစ်မတင်ချတော့ဘဲနဲ့နော်လူငယ်တွေကိုစိတ်ချိုက်ပြီးပျော်ချဖို့အတွက်ပြောနေကြတာကိုလေကျောင်းထိုင်နေအင်တာမားတွေ့ရတယ်ဝမ်းလင်းဝမ်းသာပါတယ်ဒီကနေ့မှာတော့နေပြည်တော်မှာမေယောင်းလိုက်တို့ကနန်းစီရဲ့ဝင်ထမ်းတွေကိုဖိအားပေးနေကြောင်းလေးသိရပါ အလုံးလေးတိကျပါရယ်ငလင်ကြောင့်နန်းစီရဲ့ဝန်ထမ်းတွေဟာနေပြီးတော့မှနေအိမ်တွေအကုန်လုံးဆုံးရှုံးရတယ်ဆိုတော့သူတို့ကတတော်လေးကိုစိတ်ညစ်နေကြတာဗျနော်တချို့ဆိုရင်နန်းစီရဲ့ဝန်ထမ်းတွေဟာအိမ်ယာတွေလည်းပြန်မရသေးဘူးပြန်လည်းမဆောက်ပေးသေးဘူးလမ်းမေးနားမှာပဲတဲလေးနဲ့ဆောင်းလေးနဲ့နော်နေထိုင်နေကြတော့ကျွန်တော်နေတွေ့ရတယ်ဆိုတော့အဲ့ဒီလူတွေကိုဒါစစ်ကောင်စီဘက်ကနေပြီးတော့အာတချံပွဲချင်းပဖို့အတွက်နော်တချံပွဲမှာပါဝင်ဖို့အတွက်နော်ဒါအသိအာဓမ္မကိုအချက်ကင်နေကြောင်းသိရပါတယ်နော် တချံပွဲမှာနေပြည်တော်မှာကျင်းပတဲ့ရှစ်ကောင်စီရဲ့တပ်တွင်းတချံပွဲကအိမ်မထမ်းမှလူနေတယ်လူနေတဲ့အချိန်မှာအခုလိုမျိုးအသင်းချက်ကိုလုပ်ပါရီအသင်းချက်ကိုလုပ်ပြီးမချပါဘူးဘလောက်မှမချဘူးကျွန်တော်နေပြည်တော်မှာတချံမှာမိုင်းခွဲဖောက်ခွဲမှုတွေရှိနေကြောင်းလူတည်ဆုံမှုတွေရှိနေကြောင်းကျွန်တော်သိရတယ်ဆိုတော့ကျွန်တော်ဒီတော့ကဘာသွန်းကြားရေနော်ဒီဆုံးမှုတွေကတော့လူရောက်200ကျော်မှာရှိချောင်းလို့ကျွန်တော်သိရတယ်ဆိုတော့တချမ်းမှာဒီသူတွေကိုပြောချင်တာပြောသင့်တဲ့နေရာမှာပြောကြပါမပြောသင့်တဲ့နေရာမှာမပြောပါနဲ့အရင်ကြီးလည်းမပြောမိစေနဲ့ဗျာနော်